ကဘာပေါ်မှာလေကော်ဖီထောက်ကြရဆိုတာဘလောက်တောင်များလဲနော်စဉ်းစားကြည့်ပါဦးမနေ့တိုင်းနေ့လယ်တိုင်းမှာကော်ဖီခွက်တီတက်နေချီနေတာဟုတ်ကဲ့တကယ်ကိုများပါတယ်ဒါပေမဲ့လေအဲ့ဒီကော်ဖီတစ်ခွက်ချင်းစီရဲ့နောက်ွယ်မှာအမိုက်တီဘလောက်ကြံခဲ့လားထိကြလားတစ်နှစ်တစ်နှစ်ကိုကော်ဖီဖျော်ပြီးသားချိတ်ဖတ် um SCG လို့ခေါ်ကြတာပေါ့နော်အဲ့ဒါဒီတန်းချင်းချုပ်တန်းကြော်လောက်ထွက်နေတယ်လေဟုတ်ပါတယ်တကယ်ကိုကြီးမားတဲ့ပမာဏပါအဲ့တော့ဒီနေ့လေ ျွန်တော်တို့အမိုက်ဆိုပြီးလွင့်ပြနေကြတဲ့အရာတွေထဲမှာတကယ်တော့အံ့ဩစရာကောင်းတဲ့တန်ဖိုးတွေတုံးဝင်ပုံတွေရှိနေတယ်ဆိုတာကိုအတွင်းချက်ချဆွေးနွေးကြည့်ကြမယ်လေ။ကောင်းပါတယ်။ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့အဓိကပြောမယ့်အကြောင်းအရာတွေက coffee ပြုပြင်ထုတ်လုပ်ခြင်းမှာဘေးထွက် PC များလက်ဆွဲစာအုပ်တွေကအချက်လက်တွေကိုအခြေခံထားတာပါ။အဓိကကတော့ဒီ PC တွေကအမိုက်မဟုတ်ဘူးတကယ်တော့တန်ဖိုးရှိတဲ့အရင်မြေတွေဖြစ်နိုင်တယ်ဆိုတာကိုပြချင်တာပေါ့နော်။ Now coffee lore အခါကျကြံခဲတဲ့ငွေရောင်အခွင့်ပါလေးတွေ ပြီးတော့များဆုံးက coffee ဖြော်ပြီးကြံတဲ့ jpat acg ပေါ့အဲ့ဒါတွေအကုန်လုံးကဘေးထွက်ပစ္စည်းတွေပေါ့อืมဒီနေ့အဲ့ဒါတွေထဲမှာဘာတက်တီပါဝင်နေလဲပြီးတော့ blue sensitive နီလန်းတွေနဲ့အသွုံဖြူနေကြပြီလဲဆိုတော့ကိုကြည့်သွားကြမှာပါကောင်းပါပြီကဲဒါဆိုပထမဆုံးအနေနဲ့ဒီဘေးထွက်ပစ္စည်းတွေကဘယ်အစ်စ်နေငယ်နေဘယ်လိုထွက်လာတာလဲနင်းနေလောက်အသေးစိတ်ပြောပြပါအောင်ပမာဏကတော့တကယ်ပဲအလောက်တော့များလာလားဟုတ်ကဲ့ coffee tea ကိုအစစ်ထုတ်တဲ့နည်းတွေရှိတယ်လေ အချောက်လန်းတာရှိတယ်ရေဆေးတာရှိတယ်အဲ့ဒီအစ်စ်နေပြီးတော့အစ်စ်ကိုလော်တဲ့အစ်စ်နောက်ဆုံးအိမ်မှာဖြစ်ဖြစ်ဆိုင်မှာဖြစ်ဖြစ်ကော်ဖီဖြော်တဲ့အစ်စ်နေအားလုံးကနေပြီးဒီဘေးထပ်ပစ္စည်းတွေထွက်လာတာပါ။အော်အစ်စ်တိုင်းလောလောကနေထွက်တာပေါ့။ဟုတ်ပါတယ်။ပမာဏကတကယ်များပါတယ်။ဥပမာခုနကပြောတဲ့ SCG ဆိုရင်လေကော်ဖီစိမ့်တတန်ကနေကီလို650လောက်အထိထွက်နိုင်တယ်လို့ဆိုတယ်။ဒါကကြိတ်ဖတ်တစ်ခုတည်းနော်။ဟာတတန်ကနေ650ကီလိုမြရတာပေါ့။ ဟုတ်တယ်တခြားအခွန်တို့အတားတို့မပါသေးဘူးအဲ့ဒါတန်ချိန်တနစ်ချီဆိုတာမမားပါဘူးတဲ့ဒါဆိုရင်အဲ့ဒီအများကြီးထွက်တဲ့ PC တွေထဲမှာဘာဒီများပါနေလို့ဒီလောက်တန်ဖိုးရှိတဲ့အတွန်းဝင်နေပြောနေကြတာလဲအဲ့ဒါကစိတ်ဝင်စားစရာပဲသူ့ရဲ့ဖွဲ့စည်းပုံကိုကြည့်ရင်လေဥပမာ coffee lorry ထွက်တဲ့ငွေအောင်အခွန်ပါလီတွေအဲ့ဒါကို silver skin လို့ခေါ်တာပေါ့အဲ့ဒီမှာအငင်တက် dietary fiber ပေါ့လေအဲ့ဒါကအလေးချိန်ရဲ့60%ကျော်ပါနေတယ်ဟုတ်60%ကျော်ဟုတ်ကဲ့ဒါကအစားချေစနစ်အတွက်ကောင်းတဲ့အမြင်သက်မျိုးလေနောက် coffee ချိဖက် SCG အဲ့ဒါကို အချောက်ခံလိုက်ရင်သူ့အလေးချိန်ရဲ့73%ကနေ78%လောက်ကအဆီဖြစ်နေတယ် coffee အဆီပေါ့အော် coffee ချိဖက်ထဲမှာအဆီတွေကျနေသေးတာပေါ့ဟုတ်ပါတယ်အဲ့ဒီအဆီထဲမှာမှ ဗီတာမင် E လိုမျိုး antioxidant အာနီသင်ရှိတဲ့ချက်ပေါင်းနေအများကြီးကြံနေသေးတာ။ကျမရတော့အချိုးပြူတာပေါ့။အစီနဲ့မြင်းတဲ့အပြင်တခြားကဘာတွေအရေးကြီးတာပါသေးလဲ။ရှိသေးတယ်ပရိုတိန်းဓာတ်တွေပါတယ်။သတ္တုဓာတ်တွေလည်းပါသေးတယ်။ဥပမာအိမ်ငွေရောအခွန်ပါတဲ့မှာပိုတက်ဆီယမ်၊ကယ်ဆီယမ်၊မက်ဂနီဆီယမ်တွေပါတယ်။ပြီးတော့အရေးကြီးတာက antioxidant ချက်ပေါင်းနေအများကြီးပဲ။ Hmm antioxidant ဟုတ်တယ်။အထူးသဖြင့် coffee မှာနာမည်ကြီးတဲ့ chlorogenic acids ပေါ့ CGA လို့အတိုခေါက်ခေါ်ကြတယ်။ ဒါတွေက free radicals တွေကိုတိုက်ဖြတ်ပေးတယ်လီ။ကြက်မိုက်တော့ကောင်းတဲ့ချက်ပေါင်းနေပေါ့။ကဖင်းတက်လည်းကြံနေတယ်။ကဖင်းကတော့ကြံမှာပေါ့နော်။ဟုတ်။နောက်ပြီး coffee မှာပဲအဓိကတွေ့ရတဲ့ titan pan ဆိုတဲ့အုပ်စုဝင်နေရှိတယ်။ကဟွေယုံနဲ့ cafe store ပေါ့။နောက်ပြီး coffee law လို့ဖြစ်လာတဲ့အညိုရောင် melanoidins တွေလည်းပါသေးတယ်။ဒီလိုပေါဝင်ပစ္စည်းတွေစုံနေလို့ပဲသူ့နီလာအမျိုးမျိုးနဲ့အတုံးချလာနိုင်တာပါ။ဟုတ်ပြီဟုတ်ပြီ။ဒီတော့အဟာရဓာတ်တွေအကျိုးပြုချက်ပေါင်းတွေပါနေတယ်ဆိုတော့တော့အစားအသောက်နဲ့အလွှာပါသွားတုံးလို့ရတယ်ဆိုတော့ကဖြစ်နေတာပေါ့လေ။ စောစောကပြောတယ်လို့ coffee ခွန်နဲ့လုပ်တဲ့ cascara tea ဆိုတာကြားဦးတယ်။အဲ့ဒါကဘလို့မျိုးလဲ။တခြားကောအစားတောက်မှာဘလို့သုံးနေကြလဲ။အစားအစာဘက်ကိုအရင်ကြည့်အောင်နော်။ဟွန်းဟုတ်ပါတယ်။ coffee ခွန်နဲ့ coffee tea အသားတွေမှာလဲ anthocyanins လိုမျိုးဂျက်ပေါင်းတွေပါတယ်။ကျန်းမာရေးအတွက်ကောင်းတယ်ပြောချတာပေါ့။အဲ့ဒါလေးကိုအချောက်ခံပြီးရင်နှင်းနဲ့လက်ဖက်ချောက်ခတ်တယ်လို့ခတ်တောက်တာကို cascara tea လို့ခေါ်တယ်။အရသာက coffee နဲ့တူလား။ ဟွန်းမတူဘူးသူကနည်းနည်းတစ်တီချောက်လို့ချိုးတယ်လို့လို့လက်ဖက်ရည်လို့လို့အရသာမျိုးကုမ္ပဏီတချို့ဆိုဘာကြီးတို့ကိုနာရက်တို့လိုမျိုးပေါ့သူတို့ကဒီ coffee ခွန်ကရတဲ့အစီနီးကိုသူတို့ထုတ်တဲ့ဖြိုးရည်တွေထဲမှာသုံးနေကြပြီ။အော်ဟုတ်တယ်။တချို့ဆို coffee ခွန်အမုံကို chocolate တို့မနက်စာ cereal တွေထဲထည့်တာမျိုးတွေလည်းစမ်းသပ်ထုလုပ်နေကြပါပြီ။ဒါဆိုဟိုငွေရောင်အခွင့်ပါလေးတွေကကောအဲ့ဒါကစားလို့ရလား။အဲ့ဒါကိုတိုက်ရိုက်ကြီးစားတာမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့သူ့ရဲ့အသွုံးဝင်ပုံကနှမျိုးရှိလဲတခါကအမြန်ထက်ရဟဲများတာနှစ်ကအစာအိမ်နဲ့ဦးလန်းချောင်းတဲကအကျိုးပြုဘက်တီးရီးယားတွေအတွက်အစာ prebiotic ဖြစ်နိုင်တာ prebiotic ဆိုတော့ဦးလန်းချောင်းကျန်းမာရေးအတွက်ကောင်းတော့ပေါ့ဟုတ်တယ်ဟုတ်တယ်ကို့ဦးတဲကကောင်းတဲ့ပိုးလေးတွေကိုအားပေးတာပေါ့နော်အဲ့ဒါကြောင့်သူ့ကို flakes တွေပေါင်မုတ် biscuit မုတ်တွေမှာအမြန်ထက်ဖြစ်ဆွတ်ဖြစ်စည်းအနေနဲ့ထည့်သုံးလာကြတယ်သူ့ခရိုရအစီအနစ် CSE လို့ခေါ်တာပေါ့အဲ့ဒါက antioxidant ကျွဲဝါတော့ကိုလေးချိန်ထိန်းကြီးရဲ့အတွက်သူတေသနာလုပ်နေတာတွေလည်းရှိတယ်ဒါပေမဲ့ဟုတ်ဒါပေမဲ့တခုတတိထားမှာကဒီအခွန်ပါမှာ ochratoxin A ဆိုတဲ့ဟူစိတ်တစ်မျိုးပါလာနိုင်ချေရှိတယ်လို့ဆိုရဲဆိုတော့စားတကုံအချက်မသုံးခင်မှာတအားသေချာစစ်ဆေးဖို့တော့လိုအပ်ပါတယ်อืมဒါကတော့အရေးကြီးတာပေါ့ကဲ coffee jake fat scg ကတော့အစားတောက်သေးဘလို့ပါလာနိုင်တယ်လဲ scg ကြတော့လေ မုံဖို့ပစ္စည်းတွေမှာထည့်သုံးတာကစိတ်ဝင်စားစရာအကျိုးကျေးဇူးတစ်ခုရှိတယ်။ကိုကီးလို့မုံနဲ့ဖို့တဲ့အခါ SCG နဲ့နဲ့ရောထည့်လိုက်ရင်အမြန်တက်ရစေတဲ့အပြင်ဟိုအဖူးချင်းမြင့်မြင့်နဲ့ဖို့ရင်ဖြစ်လာတတ်တဲ့ acrylamide ဆိုတဲ့မလိုလားတဲ့ဓာတုပစ္စည်းအာ acrylamide ကြာဖူးတယ်။ဟုတ်တယ်။အဲ့ဒီ acrylamide ဖြစ်ပေါ်နှုန်းကိုလျော့နေစေနိုင်တယ်လို့သူဒေသနာတွေကပြတယ်။ဆိုအလကားလွင့်ဖြစ်မဲ့အကျိတ်ဖက်ကမုံတွေကိုပို့ပြီးဘေးကင်းအောင်ကူညီပေးနိုင်တဲ့သဘောပေါ့။နောက်ပြေးမနော oligosaccharide ဆိုတဲ့အကျိုးဖြူကစီးတဲ့တမျိုးကိုလည်း SCG ကနေရနိုင်ပါတဲ့ဟုတ်ပြီဟုတ်ပြီအစားအသောက်တွေကတော့တကယ်ကိုအသုံးဝင်မှုနေရှိတာပဲဒါဆိုအလကုန်ပစ္စည်းပါအဲ့ဘက်မှာကောဘယ်လိုလဲ coffee ကျွင်းကြံတွေကိုမျက်နှာလင်းဖို့လို့ပါတို့သုံးတယ်ဆိုတာနည်းနည်းတော့ထူးဆန်းတယ်လို့ထင်မိတယ်ပြောလို့ရမယ်ထင်တယ်ပထမတစ်ခုကနီယွန်ဂျီတန်ကောက်ွယ်မှု UV protection ပေါ့อืม sunscreen လို့မျိုးလားအဲ့လိုတဲ့ဘုံမျိုး coffee မှာပါတဲ့ချက်ပေါင်းတချို့ အထူးသဖြင့်စောစောကပြောရဲ့ Cafto Cafesto နဲ့ Caffeine တကီကခဲလွန်ယုံကြီးကိုဆွတ်ယူနိုင်စွမ်းရှိတယ်တဲ့ L'Oreal လို့ company ကြီးကတောင် coffee ဆေးအစီကို နေလောင်ကအလကွန်ဖြစ်သွုံးဖို့မူပိုင်ခွင့်တင်ခဲ့ဟုတဲ့ဟုတ်လားဟုတ်တယ်နောက်ပြီးငွေရောင်ခွင့်ဖားခဲ့တဲ့အစီနှစ်ကလည်းနေအောင်ကျောင်းဤပြအုံမင်းတာကိုကောက်ွက်နိုင်တယ်လို့တခွဲခံစမ်းတမှုတွေကပြထားတယ်။အော်ဒုတိယအနည်းငယ်ကတော့ဒုတိယကတော့အုံမင်းရောင်ရောင်မှုကိုတိုက်ဖြတ်တာနဲ့ ရေပြားကျန်းမာရေးကိုအထောက်အပံ့ပြုတာဒီ coffee ပိထပစ္စည်းတွေမှာပါတဲ့ antioxidant တွေက ရေပြားကိုပျက်စီးစေတဲ့ free radicals တွေကိုတိုက်ဖြတ်ပေးတယ်လေဟွန်းဟုတ်တယ်ပါတယ်နောက်ပြီး SCG ကရတဲ့အဆီတွေက linoleic acid တို့ permitic acid တို့လို့ acid acid တွေကလည်းရေပြားရဲ့တဘာဝအားကောင်းဝယ်လွှားကိုအားကောင်းစေတယ်လို့ဆိုပါတယ်အသားရည်အတွက်အကျိုးကျေးဇူးတွေပေါ့ဒါဆိုတတိယချက်ကဘာဖြစ်မလဲအကျိုးကျေးဇူးပဲလား တတိယအချက်ကတော့အကျိုးကျေးဇူးမဟုတ်ဘူးစင်ခေါ်မှုလေပေါ့အလားကုန်ပစ္စည်းအဖြစ်သုံးလို့မယ်ဆိုရင်ဒီပစ္စည်းတွေကဘေးကင်းရလားရေပြားတွေကိုထိထိရောက်ရောက်စီဝင်နိုင်ပါမလားပြီးတော့အလားခုန်ပိုလင်းတဲ့ထည့်ထားရင်ကြာကြာခံပါမလားတည်ငြိမ်မှုရှိပါမလားဆိုတာတွေကိုတေချာသူတေသူနာလုပ်ဖို့လိုအပ်ပါသေးလေ။ Oh ဒါရတီချာမတော့ရမှာပေါ့ဟုတ်ပါတယ်ချက်ချင်းယူသုံးလိုက်လို့မရသေးဘူးပေါ့စနစ်တကျလေးလာမှုတွေအများကြီးလိုရပါဦးမယ်ဒါပေမဲ့အလားအလာကတော့ကောင်းနေပါတယ်ဟုတ်ကဲ့ အစားတောင့်တဲ့အလားကွန်တင်မပတဲ့ဘူးနော်ခုနကပြောသလိုစွိုင်းအင်းထုတ်ဖို့ပဝင်းကျင်တန်ရှင်းရေးလို့ဟိုတော့တုံးနိုင်သေးတယ်ဆိုဒီဘက်ကတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပြီဘယ်လိုမျိုးများလဲဟုတ်ပါတယ်စွိုင်းရင်အတွက်အတုံးချပုံကိုရင်ကြည့်ရအောင်ပထမဆုံးနဲ့အလွယ်ဆုံးနည်းကတော့ direct လောင်စားအဖက်တုံးတာပဲ SCG ဒါမှမဟုတ် coffee ခွန်းတွေကိုဖြီးသိပ်ပြီးတော့အတောင်လေးတွေအလုံးလေးတွေလုံးလိုက်တာလောင်စားတောင်းပေါ့ pellet store logs to call တာတယ်ထင်းလိုမျိုးမိမွေးတာလားအဲ့လိုသဘောမျိုးပဲ ဥပမာ UK မှာ BioBean ဆိုတဲ့ကုမ္ပဏီရှိတယ်။သူတို့က coffee ဆိုင်တွေကနေ SCG တွေကိုစုလဲ။ပြင်ဒီလိုလောင်စာတောင်းနေစီးဝါဖြစ်ထုတ်လုပ်နေတာ။တခြားတက်သားတို့ကြောင်မီသွေးတို့နဲ့ရောပြီးတော့လဲလောင်စာဖြစ်သုံးလို့ရတယ် co-firing လို့ခေါ်တာပေါ့။ဩဒါဆိုလွယ်လွယ်ကူကူပဲစွန့်ရင်ရပြီပေါ့။လွယ်တော့လွယ်တော့စိန်ခုံမှုလေးတွေလည်းရှိနေပြတော့သူကအပူစွမ်းရင်ကောင်းအောင် ပေးနိုင်မိမဲ့လေကော်ဖီမှာနိုက်ထရိုဂျင်ဓာတ်ပါဝင်မှုကနည်းနည်းများတယ်။อืม ဲ့တော့မီရှိုလိုက်ရင်လေးထူညဉ့်ညမ်းစေတဲ့ annoys တန်းငွေနေနဲ့ပိုးထွက်နိုင်တယ်။နောက်ပြီးအမုံအမွား PM ထုတ်လွှတ်မှုလည်းများတတ်တယ်။လောင်စာတောင်းကြီးတွေဆိုရင်စွိုင်းရင်ကမြန်မြန်ထွက်လွန်သွားကြတာမျိုးလည်းဖြစ်တတ်တယ်လို့ဆိုတယ်။ဒါတွေကိုဖြည့်ရှင်းဖို့နည်းပညာတွေလိုအပ်နေတော့မှာပဲ။ဟုတ်ပြီ။ဒါကတိုက်ရိုက်မီရှိုတာ။တခြားစွိုင်းရင် ထုတ်တဲ့နီလန်းတွေကောရှိပါတယ်။ Nordonia pyrolysis လို့ခေါ်တယ်။တော့မြန်မာလိုဘယ်လိုပြောရမလဲအပူသုံးတက်ပြိုခွဲဆေးချင်းပေါ့နော်လွယ်လွယ်ပြောရရင် coffee အမိုက်တွေကို အောက်ဆီဂျင်မရှိတဲ့ပတ်ဝန်းကျင်မှာအပူပင်းပြီးနဲ့ဖုတ်လိုက်တာမျိုးအောက်ဆီဂျင်မပါပဲအပူပေးတာဟုတ်တယ်အဲ့ဒီအခါမှာသူကအသုံးဝင်တဲ့ဖြစ်စီ၃မျိုးကွဲထွက်လာတယ်တခုက bio oil ဆိုတဲ့အရေလောင်စားရေနံနဲ့နည်းနည်းဆင်ပေမဲ့အရေသွေးမြင့်တင်မှုတော့လိုပေးတယ်နောက်တစ်ခုက bio char ဆိုတဲ့မီးသွေးလိုအဆိုင်ရခဲပြီးတော့ single gas ဆိုတဲ့မီးလောင်နိုင်တဲ့တန်ွက်အရောနော်တစ်မျိုးပါ bio char အဲ့ဒါကဘာအတွက်တုံတာလဲ လောင်စာပဲလားဘိုင်ယိုချာကလောင်စာအဖြစ်လည်းသုံးလို့ရတယ်လို့မီးစီလွားကောင်းအောင်လုပ်ဖို့အတွက်လည်းအရင်ကောင်းတယ်။အော်မီးဩဇာလိုမျိုးလားမီးဩဇာအကြည့်ကြတော့မဟုတ်ပေမဲ့မြေကြီးတဲ့ထိတ်လိုက်ရင်မီးစီလွားရဲ့ရေထင်းလိုက်စွမ်းတို့လီဝင်လီထွက်ကောင်းမွန်မှုတို့ကိုတိုးတက်စေတယ်။အပင်အတွက်အရေးကြီးတဲ့အာဟာရဓာတ်တွေ Phosphorus, Potassium, Calcium, Magnesium အဲ့ဒါလေးကိုမြေကြီးထဲမှာပို့ကြကြထိန်းထက်နိုင်အောင်ကူညီပေးတယ်။ဟွန်းအချိုးများတာပေါ့။ဟုတ်တယ်။ပြီးတော့သူကကာဗွန်တက်ကိုမြေကြီးထဲမှာပေါင်းများစွာတိုလောင်ထားနိုင်လို့ရာသီဥတုပြောင်းလဲမှုတိုက်ဖြစ်ရင်းမှာလည်းအထောက်ကူပြုနိုင်တယ်လို့ဆိုပါတယ်။ဟုတ်ပြီ။ဒါဆိုတတိယစွမ်းရည်နီလန်ကကော။တတိယကတော့ဇီဝလောင်စ။ဘိုင်ယိုဖျူးယယ်စ်ထုတ်လုပ်တာပေါ့။ကော်ဖီဘေးထွက်ဖြစ်စည်းတဲ့ထဲမှာပါတဲ့ကစီတက်နဲ့တကြားတက်တွေကိုအရင်ဆုံးတကြားရည်ဖြစ်အောင်ပြောင်းရတယ်။ ် acid သုံးတာဖြစ်ဖြစ် enzyme သုံးတာဖြစ်ဖြစ်ပေါ့ hydrolysis လုပ်တယ်ခေါ်တာပေါ့อืมပြီးရင်အဲ့ဒီသကြားရည်ကို yeast mode မျိုးမျိုးနဲ့ gasophob ပြီးတော့ ethanol လုံစားထုတ်လုပ်နိုင်ပါတယ်ဒါကကားတွေမှာသုံးတဲ့ ethanol မျိုးလေးဟော coffee မှန်ခင်နဲ့ကားလောင်စားရနေတာပေါ့ဟုတ်ပါတယ်အလားအလာရှိပါတယ်နောက်ပြီး SCG ကနေတန်ဖိုးမြင့်တဲ့အစီး အီသနောပြီးတော့တကြားအစားထိုးစာလီတော့လိုမျိုး PC တွေအများကြီးကိုတနေရာတဲမှာတပြိုင်တည်းထုတ်လုပ်နိုင်မယ်အမ် bio refinery လို့ခေါ်တဲ့ပတ်စုံသုံးဆက်ယုံပုံစံမျိုးတွေအတွက်လည်းသူတည်တနာတွေအများကြီးလုပ်နေကြပါတယ် coffee ဆေးတဲ့ရေဆိုးတွေကနေတော့ bio gas methane တက်ငွေထုတ်လို့ရနိုင်ပါသေးတယ်အင်းရောပဲ saying အတွက်အသုံးဝင်ပုံတွေကတကယ်ကိုမနှဲဘူးပတ်ဝန်းကျင်တန့်ရှင်းရဲ့အတွက်ကဘလို့အသုံးဝင်နိုင်သေးလဲ ပဝင်ချင်းအတွက်လည်းအသုံးဝင်မှုရှိပါတယ်ဖထရန်ခုကဇီဝဆုပ်ယူမှု bioabsorption လို့ခေါ်တယ်ဆိုလိုတာကလေ coffee ခွန်အစိမ်းဒါမှမဟုတ် SCG အစိမ်းတွေကိုတဘာဝစစ်ထုတ် PC လို့သုံးတာပါရေးစစ်လိုမျိုးလားဟုတ်တယ်သူကရေထမပျော်ဝင်နေတဲ့ခဲတို့ကျင်းကြီးတို့လိုတတ်တူအကြီးဆုံးအစိမ်းအတော့တွေကိုရောစစ်မှုလုပ်ငန်းတုံးဆိုးဆေးတွေဥပမာ matlin blue တို့ malakai green တို့အဲ့ဒါတွေကိုရောဆုပ်ယူထိန်းသိမ်းထားနိုင်စွမ်းရှိတယ်ရေတန့်စင်တဲ့နေရာမှာကုန်ကြစည်တက်တာတဲ့နီလန်တစ်ခုဖြစ်လာနိုင်ခြေရှိတာပေါ့ ืมကောင်းတာပေါ့ဒုတိယနီလန်းကကောဒုတိယကတော့ activated carbon ထုတ်လုပ်တာပါဒါကိုမြန်မာလိုအလွယ်ပြောရင်အလွန်စုပ်ယူအားကောင်းတဲ့ carbon မုန်ခဲပေါ့ activated carbon ကြာဟုတ်တယ်ရေတန့်ဆက်တည်ထဲမှာတုံးတယ်နော် telegram စာ ac မှာဘောလုံးဝေးတကွင်းစာလောက်မျက်နှာပြင် area ရှိနိုင်တယ်လို့ဆိုကြတယ်ဟာ telegram မှာဘောလုံးဝေးတကွင်းစာတကယ်လား တကယ်ပါအလောက်ကျဲပြန့်တဲ့မျက်နှာပြင် area ရှိလို့ပဲသူကရေထဲလေထဲကမလိုလားအပ်တဲ့အညစ်အကြေးတွေကိုစုပ်ယူထိန်းသိမ်းအောင်မှအရင်ထိရောက်တာရေတန့်စင်တဲ့နေရာမှာတတ်တုအစိတ်တွေ ဖီနိုလိုဓာတုပစ္စည်းတွေစိုးစေးတွေကိုဖယ်ရှားဖို့သုံးတယ်။လေဒူတန့်စင်တဲ့နေရာမှာဆိုရင်အနန့်ဆိုးထွက်စေတဲ့ H2S တက်ငွေ၊ဖန်လွင့်တက်ငွေ CO2 တို့ကိုဖမ်းယူဖို့သုံးနိုင်တယ်။ SCG ကနေထုတ်တဲ့ AC ကတခြားကုန်ကျန်ပစ္စည်းတွေနဲ့လုတ်တဲ့ AC တွေနဲ့ရင်းနိုင်တဲ့အရေးတွေရှိတယ်လို့လည်းတွေ့ရှိထားပါဗျ။အိုးစရာပဲ။ Coffee Pack ကနေအဲ့လောက်အစွမ်းထက်တဲ့ HAC တွေရနိုင်တာပဲ။နောက်ဆုံးညီနဲ့မြေစီလွားတက်တုံးတဲ့ Biochar ကြောင့်လည်းပြောသွားသေးတယ်။တခြားကွက်ရှိသေးလားပတ်ဝန်းကျင်အတွက်။ နောက်ဆုံးတစ်ခုစိတ်ဝင်စားစရာပြောရရင် CSCG ကိုတီကောင်မီဩဇာလုပ်တာ Vermi Composting ပေါ့တီကောင်နဲ့မီဩဇာလုပ်တာဟုတ်တယ်တီကောင်တစ်မျိုးရှိတယ် Icenia Andre ဆိုတာမျိုးပေါ့အဲ့ဒီတီကောင်တွေကိုတုံးပြီးတော့ CSCG ကိုအချိန်တိုအတွင်းမှာအပြင်အတွက်အရန်ကောင်းတဲ့တီကောင်မီဩဇာအဖြစ်ပြောင်းလဲနိုင်တယ်ဒီနေ့ကစွန့်ပစ်ပစ္စည်းပမာဏကိုရှော့ချနိုင်တဲ့ပြင်ရလာရဲ့မြေဩဇာကအာဟာရဓာတ်တွေအကျိုးပြုအင်ဇိုင်းဓာတ်တွေအရန်ကျွဲသွားတယ်။อืมထူချတာက ဒီတီကောင်မီဩဇာထမပါလဲအင်ဇိုင်းတချို့ဟာ chlorocaryphos လို့ပိုသက်ဆေးအကျွင်းအကြံတွေကိုဓာတ်ပြည့်စေနိုင်တဲ့အစိပ်ဖြေနိုင်တဲ့အစွမ်းရှိတယ်လို့သုတေသနတွေကပြသထားတယ်။ဟုတ်လား။ပိုသက်ဆေးကိုဖြေနိုင်တယ်ဆိုတော့ဟုတ်တယ်။ဒါကမြို့ပါဆိုင်ပြိုးဤလိုနေရာမျိုးတွေအတွက်အရာအသုံးဝင်နိုင်တဲ့အလားအလာရှိတာပေါ့။အသုံးဝင်ပုံတွေကတကယ်ကိုစုံလင်ပြီးအံ့ဩစရာကြီးပဲ။အစအတောင်းအလာကုံစွိုင်းအင်းပတ်ဝန်းကျင်တန်းစင်ရေမြေစည်းလွာအစုံပဲနော်။ ဒါဆိုရင်ဒီအချက်လက်တွေအားလုံးကိုခြုံငုံဝေပြန်ကြည့်လိုက်ရင် တက်ကဘာကိုဆိုလို့ကျင်တာလဲဘလို့နီးကုန်းချုပ်တုံးတက်လို့ရမလဲဒီတွေ့ရှိချက်တွေအားလုံးကလည်း secular economy ဆိုတဲ့သဘောတရားကိုလက်တွေ့ကြကြဖော်ပြနေတာပါပဲတန်တရာလည်းစီးခွားရေးပေါ့နော်อืม secular economy ဟုတ်တယ်အရင်ကအမိုက်လို့တတ်မကီစွန့်ပစ်ခဲ့တဲ့အရာတခုကိုတန်မှုရှိရဲ့ကုန်ချမ်းအသစ်ထုတ်ကုန်အသစ်အဖြစ်ပြန်လဲအသွင်ပြောင်းပြီးတော့ စီးကွားရေး system တွေကိုပြန်လဲပေါင်းထည့်လိုက်တာမျိုးပေါ့စိုးစိုးကဥပမာပေးခဲ့တဲ့ Biobing company လို့ပေါ့သူတို့က coffee sign တွေက SG တွေကိုစုတယ်လောင်စာတောင်းပြန်ထုတ်တယ်အဲ့ဒီလောင်စာထောင်းတွေကို coffee sign တွေကပြန်ဝယ်သုံးလို့ရတယ်ဒါဆိုရင်စွန့်ပစ်ဖြစ်စည်းကနေတံမိုးကိုပြန်ဖန်တီးတဲ့တန်တရာလဲပတ်မှုဖြစ်တော့တာပေါ့ဟုတ်ပြီဒီလိုတန်တရာလဲစီးကွားရေးစနစ်တွေပိုပြီးအောင်မြင်လာဖို့ကြေကြေပြန့်ပြန့်ဖြစ်လာဖို့ဘာတွေလိုအပ်မယ်ထင်လဲ အမ်အထက်ကတော့အမြင်ပြောင်းလဲဖို့လိုမယ်ထင်ပါတယ်ဒီ coffee bitter ပစ္စည်းတွေကိုစွန့်ပစ်ပစ္စည်းဆိုတဲ့အမြင်ကနေတံပိုးရှိတဲ့အရင်းမြင့်ဆိုတဲ့အမြင်မျိုးပြောင်းလဲရှုမြင်ဖို့လိုပါတယ်ပြီးတော့ဒီလိုအသုံးချမှုတွေကိုလက်တွေ့အကောင့်ထဲပေါ်တိုင်ဖို့အတွက်စမှုလုပ်ငန်းတွေသူတေသနာပညာရှင်တွေအစိုးရတွေအားလုံးပူးပေါင်းဆောင်ရွက်တဲ့ဘတ်ပေါင်းစုံချင်းကပ်မှုမျိုးလိုအပ်ပါတယ်ဟွန်းပူးပေါင်းဆောင်ရွက်မှုခေါ့ ဟုတ်ကဲ့ bio refinery လို့ပတ်စုံသုံးတန်ဖိုးမြင့်ဆက်ယုံတွေတီထောင်နိုင်မှုယင်းနိမြုံနိုင်မှုတွေနီးပညာတွေလည်းလိုအပ်ပါလိမ့်မယ်လက်ရှိမှာတော့အထူးသဖြင့်တောင်တူအသေးစားတွေစီကနေဒီဘေးထွက်ပစ္စည်းတွေကိုအများကြီးစုဆောင်းပြီးတော့ဆက်ယုံတွေစီပို့ဆောင်ဖို့ထောက်ပံ့ပို့ဆောင်ရေး logistic ပေါ့လေအဲ့ဒီကဏ္ဍမှာစင်ခုံမှုတွေရှိနေပါသေးတယ်ဒါတွေကိုကြော်လွှားနိုင်ရင်တော့လာလာအများကြီးရှိပါတယ်ဒီနေ့တော့တကယ်ကို coffee bee ထွက်ပစ္စည်းတွေရဲ့အံ့ဩစရာခရီးလမ်းကြောင်းတစ်ခုကိုကျွန်တော်တို့အတူတူလည်လာခဲ့ကြရပါတယ် လူများစုတတိမထမေပဲလွင့်ပလိုက်ကြတဲ့အရာတွေကနေအဟာရတန်ဖိုးရှိတဲ့အစားအစာအေးပြားကိုအကျုပ်ပြုတဲ့အလကုံအနာဂတ်တွေစွန့်ရင်ပုံဝန်းကျင်ဆိုင်ရာဖြည့်ရှိနေတဲ့အထိဖြစ်လာနိုင်တယ်ဆိုတာတကယ်ကိုအံ့ဩစရာကောင်းပါတယ်ဗျာဟုတ်ကဲ့ပါရှင်ဒီပစ္စည်းတွေအလားအလာကတကယ်ကိုကြီးမားပြီးတော့လေဒီထက်ပိုပြီးထိရောက်တဲ့စီဝါဖြစ်ပိုပြီးအသုံးချနိုင်တဲ့နီလန်းတွေအတွက်သူတေတနာတွေလည်းကဘာတော်မှာဆက်လက်လှုပ်ဆောင်နေကြဆဲဖြစ်ပါတယ် အနာကမှာဆိုရင်ကော်ဖီအမိုက်ဆိုတာမရှိတော့ပဲကော်ဖီအယွင်မြင့်ဆိုတာပဲရှိတော့မယ်အခြေအနေမျိုးတောင်ဖြစ်လာနိုင်ပါတယ်။ကဲဒီဆွေးနွေးမှုအဆုံးသက်ခါနေမှာနန်းထောင်နေသူတွေအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုလောက်ထားခဲ့ရှင်ပါတယ်။ကော်ဖီလိုပဲပေါ့လေကျွန်တော်နေ့စဉ်ဘဝမှာအမိုက်ဆိုပြီးလွယ်လွယ်တတ်မှတ်လိုက်တဲ့ထချားအရာတွေထဲမှာကောဒီလိုမထင်မှတ်ထားတဲ့တမိုးရေအတုံးဝင်မှုတွေရှိနေနိုင်ဦးမလား။အင်းစဉ်းစားစရာပဲနော်။ဟုတ်တယ်။ဒါမှမဟုတ်ကော်ဖီတက်တက်ပဲစဉ်းစားကြည့်မယ်ဆိုရင် ကော်ဖီတော့သုံးသူတယောက်အနေနဲ့ကို့စီကထွက်လာတဲ့ကော်ဖီဂျိတ်ဖတ်ဒီကိုတေချာ7မိနစ်တကြာဆူဆောင်းဆွန့်ပြပေးခြင်းအပြင်ဒီလိုတန်တဲ့အလေစီဝိုင်းစနစ်ကိုပလိုမြအားဖြင့်ကူညီပေးနိုင်မလဲဆိုတာလေးမို့